ဘဝမှာကံစိုးခြင်းတွေကြုံနေရတဲ့ခါမှာရှင်ဤချစ်ခင်ပါတယ်ဆိုတဲ့သူတွေလည်းမျက်နှာလွဲသွားကြတယ်။ငါနှလုံးသားလေးကြောက်ခဲလို့မကြောကျင်လိုက်တာ။တန်ရာတွေဘလောက်ရရမခံစားရကျင်တော့ဘူး။အမားဆိုရာလေဘဝမှာတစိတပိုင်းအရေးပါတော့တာပဲလေ။ဒါဟုလက်ခံနိုင်တဲ့သူကနေလွန်းလာပါရဲ့။ဘဝမှာလူတယောက်ရွေးချယ်လိုက်ပါ။မိင့လိုရင်တခြားသူမရွေးချယ်မဲ့သူမျိုးဖြစ်ဖို့တော့လိုအပ်တာပေါ့လေ။လူကောင်းကြောက်မှန်းတီးဖို့ရာတင်လဲစိတ်ကောင်းရှိဖို့လိုပါသေးတယ်။အုံနောက်ကောင်းနေုံနဲ့မပြီးဘူး။ ဘာလို့လဲဆိုအုံနောက်ကအမဲတွင်းနေတက်ပြီးတော့နှလုံးသားကတော့ချက်ချင်းမြတ်တာပဲတည်တတ်ကြတယ်။အိမ်တအိမ်ထဲမှာအတူနေုံနဲ့မိသားစုမဖြစ်ပါဘူး။မိသားစုဖြစ်ဖို့ရာအေးတူပူအများနေပြီးတယောက်ကိုတယောက်ယူဆိုင်နားလည်ဖို့လည်းလိုအပ်ပါသေးတယ်။တယောက်ယောက်ကတင့်ကိုစိတ်ဆိုးနေမယ်။ပြီးတော့သူကတင့်ကိုစိတ်ဆိုးပြအောင်ချော်လိုက်မယ်လို့မန်တန်ထိုင်တင့်အနေနဲ့အိမ်မောင်အရောမခံပါနဲ့။သူ့ကိုစိတ်ပြေးသွားအောင်သွားချော်လိုက်ပါ။ဒီနေ့တင့်ကိုတင်တီလာရိခါတင့်အကြောင်းဘသူဘာပြောလဲဆိုတာတင့်အတွက်အရေးမကြီးတော့ပါဘူး။ လောကတဘာဝလည်းအလွန်အထူးဆောင်ပါတယ်။နေမကောင်းတဲ့သူတယောက်ထဲနေရပြီးတော့တယောက်ထဲမနေတဲ့သူကစမ်းမနေကြတယ်။တင့်ကုံတည်းဟာတင့်ထက်ကုန်ရှိတဲ့သူတွေကြောင့်မဟုတ်ဘဲနဲ့တင့်နာမှာရှိတဲ့သူတွေကြောင့်မှွေးပြန့်နိုင်ပါစေ။ကိုယ်စိတ်တရားခံစားချက်ကိုထုတ်ပြောခွင့်မရတဲ့သူဟာအလုံးထပ်ပူပြီးဒေါသကြီးတတ်ပါရဲ့။တိတ်နေခြင်းနဲ့အပြည့်ပေးလိုက်ခြင်းဟာတစ်ဖက်သူကိုတုံ့လို့သားစေနိုင်ပါရဲ့။မမနာထားတဲ့သူဟာချစ်သူကမဖြစ်နိုင်တယ်လို့မိစေကောင်းလည်းဖြစ်မလာနိုင်ပါဘူး။ဘယ်အကျင့်ကမှဖြောက်ဖြောက်လို့မရအောင်ကြီးထွားမနေပါဘူး။ တင်းစိတ်ထဲကခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုပဲလို့ပါရယ်။မားရီအမှန်နဲ့ဆိုတော့ဘာမှမရှိပါဘူး။မင်းအတွက်မင်းအသာမှန်ပြီးငါအတွက်ငါပဲအမှန်ဆုံးပါ။ငါအေးအေးလေးတိတ်ဆိတ်လေးနေချင်လို့နေနေအောင်ငါရဲ့အားနဲ့ချက်လို့တော့မထမ်းလိုက်ပါနဲ့။တခြားသူလည်းညမထွက်ခင်မှာကို့ကိုအရင်ကြည့်ဖို့တော့လိုပါလိမ့်မယ်။စီအမှုဆိုတာပြဿနာတွေမှာပဲရှိသင့်ပြီးမိသားစုတွေမှာရှိမနေသင့်ပါဘူးအချိန်ကာလနဲ့လိုက်ပြီးစူးစမ်းနေဖို့မလိုအပ်ပါဘူးအမှန်တရားတိုင်းလာစူးစမ်းပါ တချိန်ကျရင်သင်တဲ့တူအချိန်ကာလပြောင်းလဲသွားပါလိမ့်မယ်။ကျွန်မလည်းစဉ်းစားမိပါတယ်။အားလုံးကယူမဆိုင်ပြနေကြည့်ဖို့။ဘာလို့လဲဆိုတော့အားလုံးကယူဆိုင်နေကိုကိုကိုမိနေပြီလေ။ဝမ်းနေနေမဲစားဘာမှမမြင်မဲနေနေလိုက်တာအစာပေါင်းများစွာပိုကောင်းပါတယ်။သူ့ရဲ့သက်စာရှိမှုကိုအလေးထားမိဘူးရဲ့။အဲ့လိုလူလည်းအဖွဲပြောင်းသွားတာပဲ။အခြေအနေပြောင်းသွားတာနဲ့လူတွေလည်းအယူဆတွေပြောင်းသွားကြတယ်။သူကကြီးမှအချစ်စစ်သမားတွေမပြောနိုင်တော့ဘူး။ပြောနေတဲ့သူကမျက်နှာများတဲ့သူတွေကြီးပဲ။ငါ့ကိုဟန်ဆောင်မိလားမချစ်ပြပါနဲ့။ ငါ့နှလုံးသားငါ့ကိုနားလဲတဲ့သူတွေဖို့ပဲရဲရဲမှောက်မှုမနေ့ကငါဆိုရဲကောင်းအောင်ဖားကောင်းနေလူအချို့ပဲတီးကြတာမျက်ဖံဖားဖြစ်မယ်တကဘာလုံးတီးစရာမယ်တရားတွေကလွင်ဘာများရခဲ့ဘူးလို့လေကို့လူတွေရောအိမ်မက်တွေရော ပေးခဲ့တာပဲလေညာမရှိရင်မင်းဆိုရဲကောင်းဘာမှမဟုတ်ဘူးဆိုရဲမင်းဖြစ်အောင်စူးစမ်းလိုက်ပါအခက်ခဲတွေကပန်းနိုင်ပေါ်အာရုံမရှိရင်တွေ့တက်ပါလေတချို့မျိုးတွေကသူတို့နဲ့အတူနေဖို့လဲခက်ခဲတယ်လို့သူတို့မရှိပြန်ရင်လည်းအလုံးခက်ခဲသွားတယ် အသက်တခုစားလို့ရင်လူကိုထိတ်လန့်စေတာအမှန်ပါ။သေကြတာကတော့အောင်မြင်ခြင်းဆိုတာအခက်ခဲတွေကျော်လာပြီးမှရတတ်တာပဲမဟုတ်လား။